မင်္ဂလာပါရှင်တောင်းတူရဲ့အပတ်စဉ်သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်သတင်းတွေကိုကျွန်မလွေဖို့တစ်ပါးကတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဆူစီရရှိထားတဲ့သတင်းတွေကတော့တတန်းကုံဆတ်တော့ကုံနဲ့ဆေးဝါးတွေကိုတောင်းပြည့်ရဲ့တပ်ဖွဲ့ကထပ်မံစစ်ဆေးပြီးဖမ်းဆီးရမိထားတဲ့တတန်းတို့ဆတ်တော့ကုံနဲ့ဆေးဝါးတွေကိုမီရှိုဖျက်ဆီးလိုက်တဲ့သတင်း။ကြောက်မဲမြွနယ်မှာမူရဲ့ဆေးဝါးရောင်းဝယ်သူ၁၀ဦးကိုတောင်းပြည့်ရဲ့တပ်ဖွဲ့ကဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့သတင်း။ တအားစာပေဖတ် TLA ကကျေးရွာသုံးရွာကိုအခြေခံတအားရုံသုံးစာတင်ကြားပို့ချတဲ့တရင်တွေနဲ့အတူတပည့်အတွင်းနောက်ဆုံးရစီရင်တရင်တွေကိုလည်းကြားရမှာပါပထမဆုံးအနေနဲ့ဂျွန်လတရက်နေ့ကနေနောက်ဆုံးဆက်တွေ့ထားတဲ့20ရက်နေ့အထိကျောက်မဲမြို့နယ်မှာမူရစ်စေဝါရောင်းဝယ်သူ၁၀ဦးကိုတောင်းပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးအရေးယူနေခဲ့တဲ့တရင်ကြားရမှာပါဒီတရင်ကိုပုံဘရန်ကအပြည့်စုံတင်ဆက်ပေးသွားမှာပါ န်းပြည်ကျောင်းမဲမြို့နယ်ထဲမှာမူရင်စွာရောင်းဝယ်သူ၁၀ဦးကိုကျောင်းမဲမြို့နယ်ရဲတပ်ဖွဲ့ကစစ်ဆေးဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။အဲ့ဒီထဲမှာအမျိုးသမီးတဦးလည်းပါဝင်ပါတယ်။ဇွန်လ23ရက်နေ့တုန်းကပန်ပောင်းကျေးရွာမှာအသက်32နှစ်အရွယ်အမျိုးသားတဦးနဲ့ရက်ွက်ရှစ်နေထိုင်သူအသက်26နှစ်အရွယ်လူငယ်တဦးတို့ကိုဖမ်းဆီးရမိထားပါတယ်။မိဘပြည်သူတွေရဲ့သတင်းပေးပို့ချက်အရမြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးရမှာဘိန်းဖြူနဲ့အတူဖမ်းဆီးနိုင်ခဲ့ပါတယ်။ စတရနေ့တုန်းကတော့ကျွဲကုန်းရွာမှာနေထိုင်တဲ့အသက်53နှစ်အရွယ်အမျိုးသားတဦးနဲ့အသက်22နှစ်အရွယ်လူငယ်အမျိုးသားတဦးတို့စီမှာရာမစီပြား1336ပြားနဲ့အတူဖမ်းဆီးရမိထားပြီးဆယ်ရက်နေ့မှာတော့အုတ်ချင်းရက်ွက်မှာနေထိုင်တဲ့အသက်32နှစ်အရွယ်အမျိုးသားတဦးစီမှာရာမစီပြား39ပြားနဲ့အတူဖမ်းဆီးရမိထားပါတယ် ဇွန်လ၈ရက်နေ့မှာရက်ကွက်တစ်ကအသက်53နှစ်အရွယ်အမျိုးသားတူးစီမှာ WY စိတ်ကြွဆေးပြား490ပြားနဲ့ငွေသား2သိန်းနဲ့အတူဖမ်းဆီးရမိထားပါတယ်။၃ရက်နေ့တုန်းကလည်းရက်တက်ဖွဲ့ကရှောင်းသခင်စစ်စေးရမှာအသက်52နှစ်အရွယ်အမျိုးသားတူးအသက်28နှစ်အရွယ်လူငယ်2ဦးနဲ့အသက်55နှစ်အရွယ်အမျိုးသမီးတို့ကိုဖမ်းဆီးရမိထားပါတယ်။အဲ့ဒီထဲမှာရာမဆေးပြား1342ပြားဘိန်းဖြူဆက်ပြားခွက်တစ်ခွက်နဲ့အတူဖမ်းဆီးထားပါတယ်။ ဇွန်လ၃ရက်နေ့ကနေ20ရက်နေ့အထိနှစ်ပတ်အတွင်းမှာကျောင်းမဲမြို့နယ်မှာမူရင်းစေဝါရောင်းဝယ်သူ10ဦးကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဇွန်လ၁၄ရက်နေ့ကတော့နမ်ဆန်မြို့နယ်မှာမူရင်းစေဝါ၃ဆွဲတဲ့လူငယ်တဦးကိုဖမ်းဆီးရမိထားပါတယ်။မေလတုန်းကလည်းတောင်ပြည်မိုးကုတ်ကုတ်ခိုင်နမ်ခမ်နမ်ဆန်နဲ့နမ်တူမြို့နယ်တွေမှာမူရင်းစေဝါရောင်းဝယ်သူ10ဦးနဲ့၃ဆွဲသူ20ဦးတို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ကျွန်တော်ဘောင်ဘရောင်းပါ။ တောင်စာပေဖွဲ့ TLA ကတောင်ပြည်ကြောက်မဲနဲ့မန်တုံမြို့နယ်ထဲကကြေးရွာသုံးရွာကိုအခြေခံတောင်ယုံသုံးစာတင်နဲ့ပို့ချပစ္စည်းတဲ့တရင်ဒီတရင်ကိုလွေးပုစမန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တောင်ပြေကြောင့်မဲနဲ့မန်တုံစားတဲ့မြို့နယ်တွေကကျေးရွာ၃ရွာကိုတောင်စာပေဖက်ထီအော်ရီကတောင်ယုံတုံးစာတင်နန်းကိုတင် जा ပို့ချပစ္စည်းခဲ့ပါတယ်။ကြောင်မဲမြို့နယ်မိုင်းလုံနဲ့ပန်ဖြတ်ကျေးရွာမန်တုံမြို့နယ်ဟိုတုံစားတဲ့ကျေးရွာတွေကို တန်ကတော့အပါအဝင်တည်တန်းသား190ကျော်ကိုတောင်ယုံတုံးစာတည်တန်းပို့ချပစ္စည်းခဲ့ပါတယ်။တက်ရောက်သူတွေထဲမှာအမျိုးသား82ဦးအမျိုးသမီး139ဦးနဲ့တန်ကတော့၉ပါးပါဝင်ပါတယ်။သူတို့တွေကိုတည်တန်းပစ္စည်းကြောင်းလက်မှတ်ကိုလည်းပေးအပ်ခဲ့ပါတယ်။မေလာထဲမှာလည်းတောင်ပြီမိုးကုတ်မိုးမိန်နဲ့မန်ကောမြို့နယ်တွေကကျေးရွာတွေကိုလူဦးရေ105ဦးကိုတောင်ယုံတုံးစာတည်တန်းတင်ကြားပို့ချပစ္စည်းခဲ့ပါတယ်။ဒီမှာလေဘစမင်းပါရှင်။ မန်တုံမြို့မှာတက်တန်းကုန်တဲ့စားတော့ကုန်တဲ့ဆေးဝါးတွေကိုတောင်ပြည်မြို့နယ်ရဲ့တပ်ဖွဲ့နဲ့မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းစစ်ဆေးခဲ့ပါတယ်။တင်စီရမိထားတဲ့တက်တန်းလွန်အစားတောက်နဲ့ဆေးဝါးတွေကိုမီရှုဖျက်ဆီးခဲ့ပါတယ်။ဒီတရက်ပြည့်စုံကိုလွိပူပူကစူးစီးတင်ဆက်ပေးသွားမှာပါ။တောင်ပြည်နမ်ဆန်ခရိုင်မန်တုံမြို့မှာတက်တန်းလွန်စားတောက်ကုန်နဲ့ဆေးဝါးရောင်းချမှုရှိမရှိမြို့စီမံအုပ်ချုပ်ရေးကော်မတီနဲ့ရတပ်ဖွဲ့တွေကပူးပေါင်းစစ်ဆေးမှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်။ ဇွန်လ18ရက်နေ့မှာမန်တုံမြို့ထဲမှာရှိတဲ့ဆိုင်ခန်းစေခန်းတွေကိုလိုက်လံစစ်ဆေးပြီးတင်စီရမိထားတဲ့တက်တန်းလုံအစားတောက်နဲ့ဆေးဝါးတွေကိုမိရှုဖြစ်စီခဲ့ပါတယ်။ဆိုင်ရှင်တွေကိုလည်းတက်တန်းလုံနဲ့စားတောက်ကုန်နဲ့ဆေးဝါးတွေထပ်မံမရောချဖို့နောက်ဆုံးအကြိမ်အတိပေးမှုတွေပြုလုပ်နေပါတယ်။တက်တန်းလုံအစာတောက်နဲ့ဆေးဝါးတွေကိုထပ်မံရောင်းချခြင်းစစ်စစ်တွေ့ရှိပါကပစ္စည်းတန်ဖိုးအတိုင်းဒံကျေပေးဆောင်ရမလို့အတိပေးထားပါဗျ မိဘဘီတူများအနေနဲ့လည်းတက်တန်းကုန်နေတဲ့အစားတောက်နဲ့ဆေးဝါးတွေကိုတတိထားဝယ်ယူစားသုံးကြဖို့ကိုလည်းတိုက်တွန်းအပ်ပါတယ်။တက်တန်းလုံနဲ့အစားတောက်များစားသုံးခြင်းဖြင့်ကျန်းမာရေးထိခိုက်စေနိုင်တာကြောင့်တောင်ပြည်တွင်းကစားတောက်ကုန်တွေကိုမြို့နယ်တိုင်းကတာဝန်ရှိသူတွေစစ်ဆေးအရေးယူမှုတွေပြုလုပ်ရခြင်းဖြစ်ပါတယ်။မေလတုန်းကလည်းနမ်ခမ်ခရိုင်နမ်ခမ်မြို့မိုင်းဝီနမတူစားရမျိုးတွေကိုတက်ဆိုင်ရတာဝန်ရှိသူတွေနဲ့တောင်ပြည်ရတဖွဲ့တို့ ပူပေါင်းပြီးစားတော့ကုန်နဲ့ဆေးဝါးရောင်းဝယ်ရေးဆိုင်တွေကိုစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ကျမလွေးပူပူပါ။တောင်ပြည်နယ်ချိုမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်ဖြစ်ပွားနေပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေအုံပြုတိုက်ခိုက်နေပါတယ်။ဒီသတင်းကိုဒီတာအစ္စနာတင်ကတင်ဆက်ပေးသွားမှာပါ။ တောင်ပြည်တမဟာသုံးနေမြေနောင်ချိုမြို့နယ်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတွေပစ်ကူပေးတဲ့အပြင်အစိမ့်ငွေဘုံးပါအတုံးပြုတိုက်ခိုက်နေပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာ၁၁ရွာရဲ့ area ထဲမှာစစ်ကောင်စီတပ်ကလက်နက်ကြီး332လုံးဒရုန်းတိုက်ခိုက်မှု66ကြိမ်အစိမ့်ငွေဘုံ38လုံးအတုံးပြုပစ်ကူတာတွေရှိနေပါတယ်။မိမိတို့ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့အပြည့်ရတာကိုစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီး တန်အမျိုးတားလူမျိုးရေးတက်မလို့ TNRA တရှိတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရပါတယ်။ငလင်တန်တင်ပီတူတွေကိုလူတာချင်းစာနာထောက်ထားမှုအကူအညီတွေကိုကောင်းမွန်စွာရရှိနိုင်ဖို့အတွက်မိမိတို့ညီနောင်မဟာမိတ်တုံးဖွဲ့ကအပြည့်ရက်တက်လက်ထပ်မံတိုးလိုက်ပါတယ်။မိမိကိုယ်ကိုခုခံကာကွယ်ခြင်းမအပထိုးစစ်ဆင်တိုက်ခိုက်တာတွေစခန်းသိမ်းတိုက်ပွဲတွေပြုလုပ်သွားမှာမဟုတ်ကြောင်းထုတ်ပြန်ထားပါတယ်။ က်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာစစ်ကောင်စီတပ်ကအယက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်း၊ဒရုန်းဖြင့်ပုံကျဲခြင်း၊အစစ်ငွေဘုံဖြင့်အုံပြုတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပြခတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ဒီသတင်းကိုလွိပိုခရိုကစူးစီးပေးထားပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကအရွယ်ချက်ရှိရှိလေကြောင်းလက်နက်ကြီးဒရုန်းတို့အုံပြုတိုက်ခိုက်ခဲ့ရမှာအယက်သားပြည်သူဒဏ်ရာရမှုနဲ့ ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။တောင်ပြည်တမဟာသုံးနယ်မြေနောင်ချိုမြို့နယ်တချို့နေရာတွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီတပ်ကအယတားပြည်သူတွေကိုရွေချက်ရှိရှိလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းတရုံနဲ့ဘုံကျဲချချင်းတွေပြုလုပ်နေပါတယ်။တက်ခိုက်မှုထဲမှာအယတားပြည်သူအချို့တိခိုက်တံရရပြီးလူနေအိမ်စာတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။ ဇွန်လ3ရက်နဲ့4ရက်တွေမှာနောင်ချိုမြို့ဆေးရက်ွက်နဲ့အကန့်ကော်ကြီးွာတွေကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံခုနှလုံးချက်ချတိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ10ရက်ကနေ15ရက်နေ့ထိတောင်ပြေနောင်ချိုကြောင့်မဲနတ်မတူစားတဲ့မြို့နယ်တွေမှာတပ်ဖွဲ့ပြပွချင်းမရှိပဲစစ်ကောင်စီတပ်ကပေါင်900ဘုံနှလုံးလက်နက်ကြီး10လုံးချက်ချတိုက်ခိုက်ခဲ့ပါတယ်။ပေါင်900ဘုံကတော့12ရက်နေ့တုန်းကစစ်မြေပြင်မဟုတ်တဲ့နတ်မတူမြို့နယ်မန်လီကြီးွာကိုချက်ချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တပတ်အတွင်းတိုက်ခိုက်မှုထဲမှာအယက်သားပြည်သူသူထိခိုက်ဒဏ်ရာရပြီးစာတင်ကြောင်းတကြောင်းသူနေအိမ်နှလုံးနဲ့ဘုန်းတော်ကြီးကြောင်းတကြောင်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ကျမလွေပုခရူပါဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်။ The Outwe သတင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။